င်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရမိတ်ဆွေတွေအားလုံး2025ခုနှစ်စတလပိုင်းအတွင်းမှာအဆက်ဆက်ရရဘေးပညာမှန်ခင်ဗျာဝေးကွာလို့အဆက်ဆက်ရရအောင်မြင်မှုတွေလည်ပြီးဆိုင်ရရှိကြပါစေကြောင်းကျွန်တော်ကဒီကနေမေတ္တာပို့ဆုတောင်းထောက်ပနာပြုတာလိုက်ပါတယ်ခင်ဗျာကျေလို့အချိန်တွေတွေနဲ့ပြောင်းလဲလာတာအခုဆိုရင်ဟော2025ခုနှစ်ကိုစတလပိုင်းနိုဝင်ဘာလကိုရောက်ရှိလာပြီဒီစတလပိုင်းတွင်မှာဆရာမိတ်ဆွေအဲတနင်္လာသာသမီမိတ်ဆွေများအတွက်ဆရာကဒီ2025ခုနှစ်စတလပိုင်းမပြောခင်မှာ မိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာမိတ်ဆွေတို့ရဲ့ဟလာဟိုချိန်မှာဘာတွေများပို့ပြီးတော့ကိုယ့်ကိုအဖတ်တင်ခဲ့လဲဘာတွေများအဆင်ပြေခဲ့လဲကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်လို့လဲရလောက်ပြီးထင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ2025 17လပိုင်းပြီးတော့ဆရာမဟောမီပြီးခဲ့တဲ့10လတာတော့ဒီမှာဒီနှစ်ဟာမိတ်ဆွေတင်းလာသောသမီးတွေအတွက်ကံကောင်းခဲ့ရလားအဆင်ပြေမှုတွေရောရရှိခဲ့ရလားဆရာဟောတဲ့အချက်လဆင်လာတိုင်းဟောစတဲ့နေရာကိုမိတ်ဆွေတို့အတွက်တိုက်ဆိုင်ရလားဆိုတာလေးဆရာကိုမှတ်မိပါဦးဆရာက review လေးရေးပေးပါအောင်ဆရာအနေနဲ့သုံးသပ်ကြည့်အောင် ။ကောင်းပြီဒီဆိုတော့စလိုက်ကြရအောင်။2025ခုနှစ်တနင်္လာသတ္တမိမိတ်ဆွေများဒီနိုဝင်ဘာလ17ရက်ပိုင်းတွင်မှမိတ်ဆွေတို့ရဲ့ကံဟာအစမှာတော့ဘာကိုဖြစ်ဖြစ်လက်ရှိမှာမိမိနေနဲ့စိတ်ထဲမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတော့လာမျိုးဖြစ်တယ်တို့အပြင်ဘာကိုပဲလှုပ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အချိန်ယူကြံ့ကြာတွေ့ဝင်နေတတ်သောကာလဖြစ်တယ် ်ဘာကိုမစုံမိတ်ဆွေတို့နေနဲ့ဒီဆက်လာပိုင်းတွေမှာအဲရုံးကန်နေရတာမျိုးဘာကိုပဲစတင်လှုပ်ဆောင်လှုပ်ဆောင်အစမှာတော့နည်းနည်းကလေးရုံးကန်နေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတော့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေတနည်းလာသာသမီများအနေနဲ့ကတော့လက်ရှိဒီ2025ဆက်လာပိုင်းတွေမှာဆိုရင်တော့ဆရာမိတ်ဆွေတို့နေနဲ့ဘာကိုမစုံနည်းနည်းကလေးပုံမူပြီးတော့အလင်းစလို့လှုပ်ဆောင်တာမျိုးအဲစတင်ပြီးတော့ရုံးကန်စိတ်ညစ်စရာတွေထပ်အဲကိုကိုကိုစူးစမ်းပြီးတော့တိဆောက်ပြီးတော့ဘာကိုမဆိုဘီမဆိုင်ပဲနဲ့ချိတ်တူပြီးတော့ဇွဲကလေးသာထဲလို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေတို့ရဲ့ယင်ထဲကဆန္ဒကိုတာရော့ကလေးဆွဲကြည့်အောင်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်17လပိုင်းဒီမှာဆိုရင်မိမိရဲ့ကံဟာတနည်းအားသာသမီးမိတ်ဆွေများအတွက်ကံဟာဘာကိုမဆိုငါဟာမှုချရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ကံမျိုးငါဟာမဖြစ်မနေစူးစမ်းပြီးတော့ရုန်းကန်မယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်အတန်လက်ချံကလေးတစ်ခုခုချပြီးလှုပ်ဆောင်တာမျိုးအတိတ်ချံကလေးတစ်ခုခုဖြစ်ပြီးတော့ဒီတနှစ်တာတော့တွင်ဒီလတာတော့တွင်မှာတော့ငါတို့ဒါကိစ္စလေးကိုမပြီးမပြတ်ရင်ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကောင်းမှုချအောင်ရမယ်ဆိုတဲ့စိတ်မျိုးလေးတွေထည့်လောက်ခါမှာ တော်ကကြမယ်လားဖြစ်ကြောင်းနဲ့မိတ်ဆွေတွေရဲ့ရင်ထဲမှာအောင်မြအောင်တော့လှုပ်တော့မယ်ဖိမြအောင်တော့လှုပ်တော့မယ်ဆိုပြီးတော့လေဂျင်းတွေတွေးခေါ်နေတော့ကာလာဖြစ်တဲ့အတွက်ဒီလိုတွေးခေါ်စဉ်းစားမှုကလည်းအကြံဉာဏ်ကောင်းတဲ့အဲအောင်မြမှုတွေလမ်းစားကိုရရှိတတ်သောစိတ်မျိုးတွေအများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ ဒူးတို့အဆင်အမြင့်တို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်တာမျိုးတွေအကျောတင်တာမျိုးလေးတွေအကျောတက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးအနည်းငယ်လေးဖြစ်တတ်တဲ့အတွက်တော့3 view စင်ဒီမှာဒီနေ့လာသတင်းမိတ်ဆွေများဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲချွင်းချက်လေးနဲ့ပုံမူပြီးတော့တာမန်ထက်ပို့ဂယူဆိုင်တင်တယ်ယောဂအဟောင်းတွေကကိုယ့်ကိုပြန်ပြီးနှိပ်စက်တာမျိုးလေးတွေအဆင်အမြင့်တို့ဒူးတို့ခါတို့နဲ့ပတ်သက်သောကျမ်းမာရေးလေးတွေကိုတာမန်ထက်ပို့ပြီးတော့တတိထားရန်အတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ အထူးသဖြင့်မိတ်ဆွေတို့ဟာဒီလာတာမှာငွေမဝင်ရင်လည်းကြက်မာရင်ညံ့နေပြီးတော့အဲ ဟိုဟိုနာကိုက်တယ်လို့ဒီနာခဲတယ်လို့ဇာငယ်လို့ပေါ့နော်ဝင်းမွေးဝင်းဝေးလေးအကုန်များလိုက်ဟိုနာကိုက်ဒီနာခဲတယ်လို့ဘာယောဂပြုလို့ဖြစ်မှမသိတဲ့အတွက်တနင်္လာသာသမီမိတ်ဆွေများရဲ့အိမ်အောင်ချင်များအဖို့ကလည်းငွေကြေးနဲ့ပတ်သက်လာရင်တာမန်ထက်တော့ပို့ပြီးတော့များများတိုးချာမှရမယ်ကာလဖြစ်ပြီးတော့အဲငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲတာမျိုးလေးငွေထွက်များတာမျိုးလေးဒီဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ငွေကြေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဟာဒီလမှာငွေကြေးကံမမြဲခြင်းတွေကြုံရတတ်တဲ့အတွက်ရှိလာတဲ့ငွေတွေကို ကိုယ့်လက်ထဲမှာထားခြင်းတည်းတခုခုကိုယင်းနီးသုံးဆွဲတာမျိုးတခုခုကိုယင်းနီးလှုပ်ဆောင်တာမျိုးပါပုံမအားတာပြီးတော့ကံကောင်းစီတယ်ဆိုတဲ့အကြောင်းနဲ့ငွေဝင်ဝင်နဲ့ထွက်ငွေတာဝင်လေနဲ့ထွက်လေကဲဆိုဖြစ်နေတတ်ပြီးတော့အအစင်တော့ပြည်တယ်အဝင်တော့ဝင်တယ်ဒါပေမဲ့လက်ထဲမှာလည်းပြရစရာမရှိတယ်လားသူမဟုတ်ရင်အိမ်ကိစ္စမိသားစုကိစ္စအပေါင်းနဲ့ကိစ္စအခြေကြီးကိစ္စအဆက်ဆက်ရရတွေကြောင့်ငွေချင်းနဲ့ပတ်တိုင်းကိုယ့်အပေါ်ကောင်းပုံနေပြီးတော့ငွေမမြဲတော့လားဖြစ်ကြောင်းလည်းခက်လောက်ပြောကြလိုက်ပြရစီခင်ဗျာ အကျိုးပေးသောအလုပ်များကိုဖော်ပြပေးပြသည်ဒီလက်ကတော့ပြမဆိုတနင်္လာသားသူမိတ်ဆွေများကို OA Champion နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ် OA Champion ဝယ်တာမျိုးစောက်တာမျိုးတွေရှေ့တုဆောင်နဲ့လှုပ်ဆောင်မှုကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်စောက်လို့ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အိမ်စောက်ခြင်းနေရာထိုင်ခြင်းအသစ်တွေစောက်လို့ခြင်းတွေ လုပ်ငန်းကိုင်ရအလုပ်ကိစ္စနဲ့ပတ်သက်လို့ရှင်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွားဆိုင်ရာလုပ်ငန်းတွေတိုးတက်နိုင်ပါတယ်ပကြီးပဘူးဘေးတင်ပိရစံကြံတရုပ်ဆောင်အမှုပညာနဲ့ပတ်သက်လာလို့ရှင်လေချစ်တိုးဆောင်ရလှုပ်ဆောင်ရင်တာမန်ထက်ကိုနည်းနည်းကလေးအားဆိုင်လိုက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ပါတယ် စားတောက်ကုန်လုပ်ငန်းတွေခြေတူဆောင်ရွက်လုပ်ဆောင်မှာအလားကုန်နဲ့ပတ်သက်တာတွေပကြီးပမှုအစရှိတဲ့လုပ်ငန်းတွေအလားကုန်ရေးရာတွေဖန်စီရေးရာတွေနဲ့ပတ်သက်လို့ခြေတူဆောင်ရွက်လုပ်ဆောင်မှာအထယ်အလိုက်တို့ထီထီဖက်နက် online social media နဲ့ပတ်သက်တာမျိုးလေးတွေအခီးသွားဆိုင်ရာကိစ္စလေးတွေဖျော်ဖြေမှုဆိုင်ရာလုပ်ငန်းလေးတွေ entertainment ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအောင်တွေတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းနဲ့ခြေတူဆောင်ရွက်ရင်လည်းအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကိုကျင်းသိရရှိမဲ့လာဖြစ်ပါတယ်မထင်မှတ်ပဲနဲ့ ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားတွေရဝေးခီးသွားတွေနဲ့ပတ်သက်ရင်ထွက်ရတာမျိုးငကူကပတ်စပို့ကိစ္စဗီဇာကိစ္စတွေနဲ့ပတ်သက်ပြီးစောင့်နေတဲ့မိတ်ဆွေများရေချမြေချနိုင်ငံခြားဘာသာခြားတွေအတွက်ကိုရှေ့တို့တိုးချဲ့လှုပ်ဆောင်မှာဒေတာပါတယ်မိတ်ဆွေတို့အနေနဲ့မထင်မှတ်ဘဲနဲ့မိမိရှိကိုအခွင့်အလမ်းကောင်းတွေရရှိလာပြီးတော့အဆင်ပြေမှာအတိအကျပဲဖြစ်တယ်။ယာဒူးလုပ်ငန်းတိုင်ငန်းနဲ့ပတ်သက်ရင်ယာဒူးတိုးတာမျိုးယာဒူးတက်တာမျိုးတွေဒီလဟာကျင်းသည့်စူးစမ်းတင်တော်ကာလဖြစ်ပြီးတော့ စူးစမ်းရင်လည်းစူးစမ်းသလောက်အထောက်အကူရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြပါခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကိုကသာသမီနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေမှာဒီကာလမှာတိုးချက်ပြီးတော့လှုပ်ဆောင်ရင်လှုပ်ဆောင်သလောက်အောင်မြင်ထင်ပေါ်ခြင်းထွန်းတောက်ခြင်းတွေကြုံရမယ့်လာဖြစ်ကြောင်းလည်းဆရာကထပ်လောင်းပြောကြားလိုက်ပြပါခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲစွန့်လာလို့ပေါ့ အလှပဆိုင်ရာလုပ်ငန်းတွေနော်ဟိုအလှကုန်ဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းကိုက်ကိုက်ငန်းတွေပတ်သက်ပြီးလုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းများစွာအထောက်အကူရရှိပြီးတော့အလုံးမှန်သမျှလုပ်ငန်းမှန်သမျှကိုချိတ်တိုးဆောင်ရလှုပ်ဆောင်ရင်အာသာတူတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီ ရာထူးလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးတော့လေရာထူးတိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်ပြီးတော့နေရာထိုင်ခြင်းနဲ့ပတ်သက်လာလို့ရှိရင်လေနေရာထိုင်ခြင်းအစ်စ်တွေပိုင်ဆိုင်ခြင်းတွေစောက်လုပ်ခြင်းတွေအဲဆက်လာလို့ပေါ့ဝယ်ခြင်းတွေအိမ်ချမ်းမီမိယာနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြအောင်စောက်လုပ်လှုပ်ဆောင်ခြင်းတွေမပြီးမပြတ်ဖြစ်နေတဲ့အိုးအိမ်ရှက်မီလုပ်ငန်းတွေကိုလေရှေ့တူဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျမထင်မှတ်ဖဲနဲ့ ပုပ်ကိုဇက်ပဋ္ဌာန်းဆက်တွေမမြင်ရသောကုဏီမှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်မိษွေတို့အနေနဲ့အမိမိတို့ရဲ့ပဋ္ဌာန်းဆက်ကောင်းတွေပုပ်ကိုကောင်းတွေကိုစောင်းနဲ့ကောင်းတွေအဆောင်မှချင်းကြီးစုခြင်းတွေရရှိနိုင်တဲ့အတွက်ထီကန်ဆန်းခြင်းထီထိုးခြင်းစတဲ့လိုပေါ့ကံကိုအလုံးလိုက်ဆင်းလိုက်ယတနာပုံစိုက်ကင်းဆိုင်တယ်လို့ငွေကြီးနဲ့ပတ်သက်ရင်လည်းမထင်မဖဲနဲ့ဘဝအခြေအနေတစ်ခုပြောင်းလဲသွားနိုင်တဲ့အခွင့်အရေးမျိုးတွေပေါ်လာတယ်လို့သားရွှေကိုထမ်းလာတယ်လို့ရရှိမဲ့ကာလဖြစ်ပြီးတော့ ာသမီးများရှိသောမိတ်ဆွေများနီးဆက်ရာဖျားဆီဒီမှာသာသမီးစုပန်ခြင်းသို့မဟုတ်ညောင်မင်းကြီးကြီးမှာဖျားဆုတောင်းခြင်းမျိုးတွေအဲဆွမ်းနာလို့ပေါ့ကာလီမန်မေရောတို့လက်ရှမီမေရောတို့အဲဆွမ်းနာလို့သူဟာတတိတို့အဆရှိတဲ့ပုံကိုယ်ဒီနာမှာသာစုပန်ပြီးဆုတောင်းခြင်းဟာမိမိတို့အတွက်သာသမီးကံများစွာအထောက်အကူရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့အဲသာသမီးနဘောကလိုချင်တဲ့သူတွေအနေနဲ့ကတော့ရှေ့တို့ဆောင်ရွက်ပြီးတော့ဆုတောင်းခြင်းတွေအဋ္ဌံပြုခြင်းတွေကျင့်သိလို့ပါအောင်မြင်ခြင်းတွေရရှိမဲ့လာဖြစ်ကြောင်းလဲဆရာကအားရပါရဝမ်းသာစွာထားလောင်းပြောကြားလိုက်ပါရစေ။ ဆက်ပစ္စည်းအစ်စ်တွေဝင်လာမျိုးတွေအဟောင်းကြီးပြတ်ပြီးတော့အစ်စ်မဖြစ်မနေဝယ်လိုက်ရတာမျိုးတွေကြုံခဲ့တတ်ပါတယ်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့တခိုးခိုးတာမျိုးတွေပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တကြောင်လို့မိတ်ဆွေတို့အနေနဲ့တတိထားပါဒါလေးတွေကိုတတိပြုရန်အတွက်လည်းလူကဒေါ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဘာကိုဖြစ်ဖြစ် အိမ်နွေးကိစ္စလေးတွေမှာနည်းနည်းညံ့ပါတယ်။အလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပြော်ပါနဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ပေးရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့အဲမိမိတို့ရဲ့အရှိရင်မှာကံအားနည်းနေသောကာလဖြစ်တဲ့အတွက်မိမိချက်သောမျက်နှာသောသူကိုဖွင့်ပြောကမှနားလည်မှုလွဲတာမျိုးလေးတွေအဲအရှိရင်နဲ့ပတ်သက်လို့ငွေကုန်ကြေးကြအနည်းငယ်လေးများရတတ်သောလဖြစ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းသတိပြုစင်နေရလိုအပ်ပြီးတော့အရှိရင်ကိစ္စလေးတွေမှာအဲမိဆွေတို့အနေနဲ့ဟိုမရေရာမသေးရာမျိုးလေးတွေမိတ္တာကြီးကံအားနည်းနေတဲ့အတွက်ဝါဝါစာဝါဝ ဝအိပ်ပြီးတော့လုပ်ငန်းကိုချစ်သူလှုပ်ဆောင်ရင်အဲဆရာလို့လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရင်တော့စိတ်ချမ်းသာစရာဖြစ်မှာအတိအရာပဲဖြစ်တယ်ခင်ဗျာเนาะခေါင်းကြီးတမီးစားများအနေနဲ့လည်းတဦးနဲ့တူတယောက်နဲ့တယောက်တန်လျာတွေများနေတာမျိုးလေးတွေအိမ်ထောင်ပြုရန်စိတ်ဆက်ရန်တိုင်းမြန်မာမှာပြဿနာအခက်အခဲလေးတွေပေါ်လာတာမျိုးလေးတွေမိမိရဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကမကြိုက်တာမျိုးလေးတွေဥစ္စာဆွဲတိုက်ဆွဲလို့အဆရှိတဲ့ပုံကိုယ်မျိုးလေးတွေရှိရင်လည်းတနည်းလာတာသမီးမိတ်ဆွေများအိမ်ထောင်ပြုရန်စိတ်ဆက်ရန်အတွက်လူကြီးမိဘတွေနဲ့တိုင်းမြန်မာမျိုးလေးတွေမိမိတို့တည်ကျွမ်းနားလည်တော့လော်ကီစရာတွေနားမှာအဲ ပြုတ်လုတင်တာမျိုးအိမ်တော်ပြုတ်မတောင်းတာမျိုးဘာညာတွေပြုတ်လုတင်တာမျိုးပြုတ်လုပြန်လိုအပ်ပြီးတော့အရှိန်နဲ့ပတ်သက်လို့မဟုတ်ရင်တော့အစင်မပြေခြင်းတွေအတိုက်အခိုက်တွေများစွာကြုံပြီးတော့အခက်အခဲအကျက်လေးတွေကြုံတက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပြီးတော့ အာနာပါနရှိရင်တရားပေါက်နိုင်တော့ညာလေဝင်ငွေထွက်ငွေဖြစ်နေတတ်ပါလေငွေမမြဲဘူးဆိုတဲ့သဘောငွေချင်းနဲ့ပတ်သက်ရင်ဟိုဘက်ကဝင်ဒီဘက်ကထွက်နေတာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေမြဲစီရန်အတွက်ရေတရာလေးတစ်ခုလက်ဆောင်ပေးပါရစေကတ်ထုစာရော်လေးတူရဒီဘက်ကလည်းနှစ်လက်မှဆိုရင်အလျားလည်းနှစ်လက်မှဆိုအနံလည်းနှစ်လက်မှပါသို့မဟုတ်ရင်ဇာယင်နှစ်လက်မှမလို့ရှင်လို့နှစ်ပေဆိုရင်လည်းအနံကနှစ်ပေဆိုရင်အလျားကနှစ်ပေဖြစ်ရပါမယ်အဲ့ဒီလိုနှစ်ပေကြားထဲမှာမှဆရာတို့က၄000ပွင့်လေးတစ်ခုကိုဇွဲလိုက်ပါ မိတ်ဆွေတို့နေနဲ့မျက်စိနဲ့မြင်သာအောင်ဆရာကဆွဲပြရရင်ဆရာမိတ်ဆွေများဆရာကမြင်သာအောင်ဆွဲပြရရင်တော့အဲဒီလိုလေးပါခင်ဗျာဒါကအလျားကနှစ်ပီဒါဆိုရင်ဆရာမိတ်ဆွေတို့နေနဲ့အချဲမှာဝင်လေးတစ်ခုကိုဆွဲလိုက်တာပေါ့နော်အလျားကနှစ်ပီဆိုရင်အနံကလည်းနှစ်ပီနော်ဆရာမိတ်ဆွေတို့နေနဲ့ဒီလိုလေးဆွဲခိုင်းတာဖြစ်ပါတယ်ခင်ဗျာနော် โอเคအဲ့ဒီလိုလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့အလျားနှစ်ပေးအနန်းနှစ်ပေးဒီလိုလေးမျိုးလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့ခြေတို့ဆောင်ရွက်ပြီးတော့အာပလတ်စတစ်လေးလောင်းပြီးမိမိရဲ့ပတ်စံအိတ်ထဲမှာစောင်းထားပါခင်ဗျာဒါဆိုရင်ငွေမဲပါတယ်ခင်ဗျာနော်ပြန်တော့ပြပါမယ်အလျားကနှစ်ပေးအနန်းကနှစ်ပေးသို့မဟုတ်အလျားကနှစ်လက်မှာအနန်းကနှစ်လက်မှာလေးကို၄000ဝန်းကလေးဆရာပုံမှန်ပြထားတဲ့တိုင်ဆွဲပါဆွဲပြီးသွားတဲ့အခါပလတ်စတစ်လေးလောင်းလိုက်ပါခင်ဗျာပလတ်စတစ်လေးလောင်းပြီးတော့စောင်းထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်ငွေငွေလေးမြဲပြီးတော့ကျင်းတီပါအောင်အဆင်ပြေအောင်မြင်တိုးတက်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ ကောင်းပြီငွေချင်းနဲ့ပတ်သက်လာရင်တော့အိမ်နွေးကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းလူမှုရေးကိစ္စလေးတွေကြောင်းမဖြစ်မနေငွေကုန်ရှိကြများတတ်တယ်လို့ပတ်စံငွေမမြဲတော့လာမှာအဲ တိမ့်ထားရင်ကြပြောက်တာမျိုးလေးတွေယူသွားရင်ကြပြောက်တာမျိုးတိမ့်ထားရင်တခိုးခိုးခံရတာမျိုးတွေဖြစ်ရတဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်ဘာကိုမဖြစ်ဆိုကိုယ့်လက်ထဲဝင်လာရင်တိတ်ပြီးရှိရှိဝေးစဉ်းစားမနေဘဲနဲ့ယင်းနှီးလှုပ်ဆောင်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ယင်းနှီးလိုက်တာမျိုးအဲဆွင့်ညက်နေနဲ့ဟိုကိုယ့်လက်ထဲချက်ချမထားဘဲနဲ့တုံးစရာရှိတာပြီးစရာရှိတာကိုလှုပ်စရာရှိတာကိုကြံ့ကြံ့မနေဘဲလှုပ်ဆောင်မှာပုံမူအားသာကောင်းလို့တိုးတက်နိုင်ပါလေအိမ်ကောင်းကြီးနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါ အိမ်အောင်ဘက်ရဲ့ယာဉ်တို့ချင်းယာဉ်တက်ချင်းမျိုးလေးတွေကြောင့်သို့မဟုတ်ရင်အဆက်အသွယ်ပြတ်နေတော့အိမ်အောင်ကြီးမှာပြန်လဲစုံစည်းရတာမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်လို့ငဘကတဦးနဲ့တဦးတယောက်နဲ့တယောက်တွေးအေးနေတာမျိုးနားလည်မှုလွဲနေတာမျိုးမခေါ်မပြောဖြစ်နေတဲ့နှစ်ကာလများစွာအိမ်အောင်ကြီးတွေတောင်မှဒါသမီးကိစ္စကိုအကြောင်းပြုပြီးဖြစ်စေနေရာထိုင်ခင်းကိစ္စကိုအကြောင်းပြုပြီးဖြစ်စေအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တွေးအေးနေတော့အိမ်အောင်ကြီးတွေမှာနှွေးထွေးမှုတွေပြန်လဲရရှိပြီးတော့တဦးနဲ့တဦးနားလည်မှုရှိအောင်ရှေ့တူဆောင်ရရင်လှုပ်ဆောင်ရင် အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ရပါတယ်ခင်ဗျာ အပြောအဆိုနဲ့ပတ်သက်လို့ချင်းရင်ချိတ်တို့ဆောင်ရလောက်ဆောင်မှာဘာကုမစုဆက်ဆံရေးကောင်းသောမိတ်ဆွေတနင်္လာသာသမီးများကိုဒီကလဟာအထောက်အပံ့တွေများကြီးရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီမထင်မှတ်ပဲနဲ့ဖရာခုခီးထွက်ရတာမျိုးဖရာခုခီးသွားရတာမျိုးလေးတွေအလေသွားရတာမျိုးလေးတွေဂျုံဟာတက်ပြီးတဲ့အခါအိမ်မက်ထဲမှာဖရာတို့ဇေဒီတို့တိန်းတို့ပရဝန်းတို့ဖုံးကြီးတို့အဆရှိတာမျိုးလေးတွေကိုစွဲမှတ်တဲ့အခါမှာကိုယ့်ရဲ့ကံဟာတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူကိုများစွာရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။တတိထားရှိနေရမှာတော့ထွတ်ထွတ်ထွတ်မရှိပါဘူး။နံပါတ်၁ကျန်းမာရေးနဲ့ပတ်သက်ရင်မြန်တက်တဲ့လားဖြစ်တဲ့အတွက်မိမိတို့အိမ်မှာရှင်းနှချောင်းဝင်တာမျိုးလေးတွေမကောင်းပါဘူး။တကယ်လို့ကျန်းမာရေးညာလို့ရှင်းနှချောင်းဝင်လာရင်ရှင်းနှချောင်းအရှင်ထွက်ပေးလိုက်တာမျိုးအသေးမထွက်အောင်အရှင်ထွက်ပေးလိုက်တာမျိုးဖြစ်စေဆက်ပစ္စည်းရင်တွေခဏခဏပြတ်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဆက်ပစ္စည်းရင်တွေအသေးဝင်ထားတာမျိုးဖြစ်စေမိမိအိမ်ထဲမှာဆက်ပစ္စည်းအစုပ်တွေ ပြက်ကြရင်အဆုတ်တွေရှိရင်စွန့်ပေးလိုက်ပါဒါဆိုရင်ကံကောင်းပါလိမ့်မယ်မိမိတို့ရဲ့နေနံတူဖြစ်တဲ့ငါးစာကြွေးတာမျိုးခိုးစာကြွေးတာမျိုးခွေးစာကြွေးတာမျိုးဒီလိုမျိုးလေးကြေရာလေးတွေကိုဒီလဟာခမင်းများလှုပ်တင်ပြီးတော့ဘာလှုပ်လို့အခက်အခဲကြက်တဲ့ဒီဂျုံနေရတဲ့တနင်္လာသားသမီးမိတ်ဆွေများပို့တော့ခိုးစာကလေးကြွေးတာမျိုးငါးလေးလှုပ်ပေးလိုက်တာမျိုးဘေးမဲ့ပေးလိုက်တာမျိုးလှုပ်ရင်မိတ်ဆွေတို့ရဲ့ကံကအင်မတန်ကိုအားသာကောင်းမှုပြီးကုသိုလ်လည်းရရေရာလည်းဖြစ်ပြီးကံစာတာတက်စီမှာဟုတ်တော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဂျင်းတေပေါ့ အာသာအောင်မှုကြောင့်တိုးတက်ကြောင့်ထလောင်းပြောခြင်းပါတယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာဆိုရင်တနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တောက်ကြနေ့ဒီမှာခြေတိုးပြီးတော့စတူပေါင်းစုလောက်တာမျိုးတွေကကံရဲ့အထောက်အကူရရှိတက်ပြီးတဲ့အခါရွှေဝင်တာမျိုးလေးတွေကြုံရတတ်ပါတယ်လက်တုံမင်းတို့လူကြီးတို့အထက်လူကြီးတို့အကြီးအကဲတို့အเจ้าညာမျိုးဆိုနေတဲ့ဒဇိုးလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလာဘိုက်ချဖြစ်ပါတယ် ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်ဒီလဟာရှိလို့ဆောင်ရလုံဆောင်မှာယာတူးလုပ်ငန်းကင်ငန်းနဲ့ပတ်သက်ရင်ယာတူးတိုးခြင်းယာတူးတက်ခြင်းတွေထီကံကောင်းခြင်းတွေထီပေါက်ခြင်းတွေကျိန်းတွေရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုပြောဆိုပြီးတော့ရှိလို့ရင်အောင်မြင်တိုးတက်မှုတဲ့ကံကောင်းမှုတွေရရှိမှာအတိအကျပဲဖြစ်တယ်။ငကူကကျမ်းမာရင်ညံ့နေတော့မိတ်ဆွေများဆရာသမားအပြောင်းလဲစီဝါပြောင်းလဲလေးတွေနဲ့ကုသလိုက်ရင်အစဉ်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဘာလို့ပြန်ကြံနေလို့မိတ်ဆွေတို့ဘာသာရေးနဲ့ပတ်သက်လာရင် ။ဗဇက်ကဖျားလက်ကကာယဖြစ်တတ်တဲ့အတွက်ဒီတစ်ချက်ကိုတတိထားဆင်တင်ပေးရအတွက်တော့မြတ်စွာဘုရားပြီးတော့ဘာသာတရားပုံမို့လှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကံကောင်းစေတော့ကာလာပိုင်ရှားဖြစ်ပါလေ။စေတနာတွေဝေဒနာဖြစ်တတ်ပါလေ။မိသားစုကိစ္စအမွေကိစ္စတွေသူများရဲ့အမှုကိစ္စတွေဂျားသုံးဂျားမဝင်ကောင်းမှုဆိုတဲ့အတိုင်းတုံးနဲ့တူတယောက်နဲ့တယောက်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်နေပါမိသားစုရဲ့ကိစ္စတွေသူများရဲ့အိမ်တွင်းရဲ့ကိစ္စတွေကိုကိုယ်ကကိုကဝင်ရောက်ကူညီလိုက်တာမှာကိုယ့်အပေါ်မှာပြဿနာတွေ အပြေချလာမျိုးလေးတွေကိုကိုအပြည့်မြင်တာမျိုးလေးတွေကြုံဟတ်တက်တော်လာဖြစ်ပြီးတော့ဟာကိုအနေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းရတတ်တဲ့အတွက်သတိပြုစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါသည်ဒီလက်တာတော်ဒီမှာအကျိုးပေးသောအရာဟာအရှိမြောက်တောင်ရဖြစ်ပြီးတော့စန်တီယာအရာကတော့တောင်ဆူဆူရဖြစ်ပါလေခင်ဗျာအကျိုးပေးကံကောင်းစီတော့ကဏ္ဍအဖျားလေးအနေနဲ့ဆိုရင်တော့၄ကဏ္ဍ၆ကဏ္ဍ၇ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါလေအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ အဝါရောင်မိညိုရောင်အသားရောင်များများပါသောအရာတွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာကိစ္စမှန်သမျှကိုချိတ်တိုးဆောင်ရည်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေလက်ခမောက်ခတ်အောင်ရရှိစီမှာအသေးစားပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလရာတော်အတွင်းမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့အိမ်ကမသွားမီမိမိရဲ့အိမ်ဝင်ပေါက်ကိုဖြစ်စီ မြတ်စွာဘုရားကိုဖြစ်စေသို့မဟုတ်မိမိယုံကြည်သောအိမ်ဆောင်နဲ့ကိုဆောင်နဲ့ကိုအာယုံပြုပြီးတော့အမွေးနတ်တာကလေး၃ချက်စွဖြန်းပြီးတော့ဖြစ်စေအမွေးနတ်တာလေးပတ်ဖြန်းပြီးတော့ဖြစ်စေတွားပါဒါဆိုရင်အောင်မြင်မှုနဲ့တိုးတက်မှုတွေများစွာရရှိပြီးတော့ခံကောင်းစေမှာအတေကြပဲဖြစ်တယ်ခင်ဗျာသတိကြားစင်နေရမှာတော့အခြေစွစွအရက်ကိုခကြီးထွက်တဲ့အခါကျမ်းမာရေးကိစ္စတွေထွက်လာမျိုးတွေအားနည်းစီတော့လာဖြစ်ပြီးတော့အခြေစွစွအရက်ကဧည့်သည်ညအိလာတဲ့အခါကျမ်းမာရေးအနေနဲ့ချူချာမြတ်တဲ့ကြောင့်ထလောင်းအကြံပေးပြရတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တယ်မှာ ဆက်ပစ္စည်းရင်းနဲ့ပတ်သက်တာမျိုးတံမိုးရှိတဲ့အရာတွေကိုအထာမမားပါနဲ့အဲအရေးကြီးတဲ့အခါတည်သွားတဲ့အခါမှာလဲမိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့တည်ပြီးဖို့လိုအပ်ကြောင်းနဲ့အထာမချင်းပစ္စည်းပြောက်ခြင်းတွေကျွန်တော်တက်ကြောင်းထက်လောက်အကြံပေးပြောကြလိုက်ပါရစေဒီလက်ထာတော့နေမှာဆိုဘာကိုလှုပ်လို့တင်းနှင်းလာတင်းနှင်းလာချင်းတွဲလောက်တာမျိုးလေးတွေကခံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတဲ့အခါငွေကိုဖြက်လန်းနေလိုက်တာမျိုးလေးတွေငွေရှိတာမျိုးလေးတွေဟာ ဒေချာပါတယ်မိတ်ဆွေများကိုစုံးလို့ဟာမရခိုင်လို့များတတ်တဲ့အတွက်ငွေရှိတာမျိုးလေးတွေမှာတော့ငွေချင်းနဲ့ပတ်သက်လာရင်တော့အာနာရင်ခါပါတတော်လာဖြစ်ကြောင်းလဲထပ်လောင်းအကြံပေးပြောကြားလိုက်ပါရစေဒီလတာတော့တွင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းစွာအယောင်းထွက်စေဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရောင်းကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ပြီးရောင်းလိုက်ပါကအယောင်းစွာအယောင်းထွက်ပြီးတော့ကန့်ကောင်းစီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အတိတ်ခြံပြုလို့တဲ့ဇာမင်းရဲ့မိတ်ဆွေများအတိတ်ခြံပြုလို့တပါဆိုရင်တော့ ဟိုအနုတ္တောပုရိဒဓမ္မတာရတ္ထိဆိုသောဂုံတော်ကိုဖြစ်စေတန်ဖို့တေကာရာကိုတနေ့ကိုတက်စီနှုံးနဲ့အဋိဌံပြုတာမျိုးလေးတွေတနေ့ကိုဗတိစိတ်လို့တပါဆိုရင်လည်းစနာကိုအနုတ္တောပုရိဒဓမ္မတာရတ္ထိဆိုသောဗတိကိုတနေ့ကိုခုနှစ်ပတ်နှုံးနဲ့၁၇ရက်တိတိအဋိဌံပြုလိုက်ပါကအခက်အခဲမှန်လားမ냐ယူပစ်တယ်လို့ပိန့်ကြရောပေါ်ရင်မတင်ပြင်းစင်လွင့်ပြောက်သွားမှာအသေးချာပဲဖြစ်ကြောင်းပြောလိုပါတယ်မ냐အဆက်ဆက်ရရအစပြအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရာကိုမပြောမိဇယံကနာပိတယ်မြင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက် 7902901 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963505နှစ်မှာဖြစ်စေဆက်သွယ်ပြီးများနာကြောင်းနဲ့ဆရာနောက်တစ်ပတ်အဲကိုတော့ဆရာတောင်ကြီးဟောကမှာရှိပါမယ်ဆိုတော့ကျောင်းနဲ့ဆရာမိတ်ဆွေတွေအတွက်ကျညာရင်းနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီပြီးငွေကြေးကံအားကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကပုံပုံပုံတောက်ရည်ကတစ်ခွက်ထက်အလဲမှာဖျောင်းနိုင်ထွင်းပြီးတော့တနင်္ဂနွေနေ့တိုင်းမှာ မြတ်စွာဘုရားကိုလူတန်းပြီးတော့အခက်အခဲတွေပြည်လဲအောင်ဆူတောင်းခြင်းအားဖြင့်မိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုစီမှာအတိအကျဖြစ်ကြအောင်ပြောရင်းနဲ့တင်းလာတဲ့သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အောင်မြင်စင်ပြီလို့ယရနာစင်ကြောက်စေတောက်တဲ့ကစားနိုင်လို့တက်နေတကူလက်ဝေဖြုတ်ခဲ့တော့စီးစိတ်ဥစ္စာများတိုးပွားပြီးတဲ့အခါကောင်းခြင်းမင်္ဂလာပြန်ပြန်နဲ့ပြည့်စုံကြပါစေချောင်းဒီကနေ့ဆရာလိုက်လိုက်လေးလေးမေတ္တာပို့ဆူတောင်းပြောကြလိုက်ရပါတယ်ခင်ဗျဆရာတို့အင်္ဂါမှာပြန်ဆုံကြပါဗျာ